အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့အဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့ဒါကျွန်တော်တို့ဘောလုံးနဲ့ပတ်သက်တာတဲ့ဆိုင်ခင်ဗျားတို့ကဒါကြောင့်လက်ရှိမှာအခြေအနေတွေကအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တော်တော်လေးကိုပြန်ပြီးတော့ပြန်ပြီးတော့အစားကလေးကစိုးနေတာပါပဲဒါပေမဲ့ကျွန်တော်တို့ဒါအခုမှလက်ရှိမှာဒီရန်နဲ့ပတ်သက်ပြီးတော့အခုကျွန်တော်တို့ဒါ နိုင်ငံကြီးမဟုတ်ဘူးเนาะကျွန်တော်တို့ကနိုင်ဒီနိုင်ငံကြီးပြောမှလားဆိုနိုင်ငံကြီးမဟုတ်ဘူးနိုင်ငံကြီးနဲ့မဆိုင်ဘူးလက်ရှိမှာဒါနဲ့ပတ်သက်ပြီးတော်တော်လေးကိုအခြေအနေစိုးနေတယ်ပေါ့เนาะအခြေအနေကတော်တော်လေးကိုဆိုးဆိုးရွားပြလာလက်ရှိမှာဒါကျွန်တော်တို့အခုဒီဒီနေ့မှာဆိုရင်အဲ့ဒီအရာနဲ့ပတ်သက်ပြီး share လုပ်ရင်းများတယ်ပေါ့เนาะအဲ့ဒါကိုတော့တင်ထားတဲ့အကောင့်ကလေးဒါကျွန်တော်တို့ကျွန်တော်ထင်တယ်အလောင်းစားနဲ့ပတ်သက်တဲ့ group ကနေပြောသူတို့ပြန်တင်ထားတယ်တဲ့ ဲ့တော့လက်ရှိမှာကျွန်တော်ကလောင်းစာနဲ့ပတ်သက်ပြီးကျွန်တော်က100% against ပါပဲကျွန်တော်ကတော့ကိုရိုင်းလည်း promote မလုပ်လို့ကျွန်တော်ကိုရိုင်းလည်းကျွန်တော်ဒါဆော့တာလေးလည်းအာမပီးဘူးဒါပုံမွေလေးလေးပါပဲဒါပေမဲ့ဘာလို့လဲလက်ရှိမှာတချို့ကြတာလဲဒါအပျော်ပြတ်ဆော့တဲ့လူတွေရှိတယ်တချို့ကြတာဒါကျွန်တော်တို့ဟိုပြောရမယ်ဆိုဗျာဟိုအချိန်လေးကြာဒါခုနကပြောသေးတာချိုးကြလေဒါကိုယ့်ရဲ့အသင်းကိုချစ်လို့ဆိုပြီးဒါလုတ်တဲ့လူတွေရှိတယ်အမျိုးမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနကပြောလုတ်တဲ့လူတွေကျွန်တော်မဘလိမ်းဘူးဒါကျွန်တော်တချို့ကြရတာမောင်းနေလုတ်တဲ့လူတွေရှိတယ်အမျိုးမျိုးပေါ့ဒါကျွန်တော်တို့မဘလိမ်းဒါပေမဲ့ ဒီနေရာမှာကျွန်တော်ပြောချင်တာတစ်ခုကတော့ဒါဥဒါပေါ့အခုလက်ရှိမှာဒါနဲ့ပတ်သက်ပြီးအခြေအနေကြီးဆိုးနေပေါ့နော်အကယ်၍ addiction ပုံစံမျိုးဖြစ်ပြီးဆိုရင်တော့ကိုယ့်အကိုပြန်ပြီးသုံးသပ်ချဖို့တော့ကျွန်တော်ဒီနေရာကနေတိုက်တွန်းချင်တယ်အဓိကတော့ဥဒါပေါ့ကျွန်တော်ဘောလုံးပါညာဆိုတော့တိတ်ပြီးအဲ့လိုဘောလုံးနှလုံးသုံးတာအဲ့လိုတွေကျွန်တော်ခင်ဗျားတို့အဓိကပြောမှမယ်အဲကျွန်တော်ဆလော့တို့၅ဖန်တို့ဒါကျွန်တော်ဒီနေ့မှတွေ့လိုက်ကျွဲကင်းကျွန်တော်ကျွဲကင်းဆိုတော့တခါမှတော့မကြဘူးခင်ဗျဖရာဆိုကျွဲကင်းရင်350ကုန်သွားတယ်ဆိုတဲ့ဥစ္စာတွေတင်ထားတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့တခါကျရင်ဗျာခင်ဗျဟို addiction ဆိုတာခင်ဗျ ကြီးကြမဟုတ်ကျွန်တော်ကိုယ်တိုင်တော့မှကျွန်တော်ဆွဲတဲ့ဥစ္စာရှိတယ်ဥပမာ example ပြောအောင်ကျွန်တော်လက်ရှိမှာကျွန်တော်ဒါတော့ပတ်စံပေးပြီးဆွဲရတဲ့ game မဟုတ်ဘူးဒါကျွန်တော် Candy Crush လိုမျိုးကျွန်တော်ဗာလဲ Kingdom ဆိုတဲ့ game လေးရှိတယ်ဒါကျွန်တော်ပတ်စံပေးပြီးလဲဆွဲစရာမလိုဘာမှလုပ်စရာမလိုကျွန်တော်မှတ်ဘူးသေးကျွန်တော်ဒါအဝါရောင်သုံးသုံးသွားတယ်မှာကျွန်တော်တို့ချိုချင်လေးသုံးနန်းတန်းပြီးဆိုတော့ဒါဖုံးဆိုပေါက်သွားတဲ့ဥစ္စာလေးဆော့တာเนาะခင်ဗျအဲ့ဒါဆိုရင်ကျွန်တော်အရင်ဆွဲတယ် ျွန်တော်ဒါခုနကပြောကျွန်တော်ဒါ internet မရတဲ့နေရာမှာကျွန်တော်ဆော့ရဲဆိုပြီးဆော့ရင်းဆိုအခုလက်ရှိမှာကျွန်တော်ဆော့တာ level 1200ကျော်လားမသိရောက်သွားပြီကျွန်တော်ဒါခုနကသူများတွေကျွန်တော် mobile လက်ကျွန်တော်ကျွန်တော်အဲ့လိုဒီကျွန်တော်အဲ့လိုဆော့တာမဟုတ်ဘူးကျွန်တော် slot မြဲဆော့တာအရင်ရှိတယ် kingdom ဆိုတာဒါခုနကကျွန်တော်ဒါ slot မဟုတ်ဘူးတော့တချို့ကကျွန်တော်ဒီ slot သူကိုကြ slot ဆော့သူများဆော့ slot မဟုတ်ဘူးဒါကျွန်တော် candy crush လိုပဲအဲ့လိုအယောင်သုံးနှံတိုက်သူကတော့ပုံပြီးစိတ်ဝင်စားဖို့ကောင်းတာပါဗျာတော့နည်းနည်းသူက story line လေးပါသူကဘယင်ကနည်းမြေသွားယူတယ်ဘာညာဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်စိတ်ဝင်စားဆော့ခပဲဆွဲတယ် ကျွန်တော်အဲ့လိုခုန slot တို့ကျွန်တော်ငါးပြစ်ခင်မျိုးကျွန်တော်ခုနကသူမြောက်ဟာ addict တခါရရင် addiction ကကိုကိုတိုင်းမလုပ်မဖြစ်ဘူးဆိုရင်ဒါ habit ပုံစံဟာကွာငါတော့ငါဆိုကွာနိုင်ဖြတ်လိုက်မှာပဲမမထင်နဲ့မထင်နဲ့ယူအဝနာပေါ်ကျွန်တော်လက်ရှိပါအဲ kingdom ဆိုတဲ့ game လေး sort အောင်မရှုံးရင်လူကပို့ပို့ပြီး sort ကြလာတယ် ဟာငါဒီဘွဲ့ကိုနိုင်မှာဖြစ်မယ်တခါကျရင်ဗျဘလောက်တိဆိုလဲတော့ခုနကပြောကျွန်တော်တို့ရှိရလိဒါအသက်၅ခုပေါ့နော်ပူဝယ်မယ်ဆိုရင်ဒါ20ဒေါ်လာနှစ်ချက်လားမသိဘူးပေးရမှာအသက်၅ခုအသက်၅ခုပူဝယ်လေးရလူကတမငါဒေါ်လာနှစ်ချက်ကငါတော့ဘလောက်မှရှိတာမဟုတ်ငါဝယ်လိုက်ရင်ကောကိုယ့်ကိုပြန်ထိန်းရမှာဗျကျွန်တော်မှာစီမင်းစီကန်းရှိတယ်ဗောနော်ကျွန်တော်ဂိမ်းခွေတို့ဘာတို့ဝေရင်နာလွင်ကျွန်တော်ဖီဘာတို့ဘာကိုစောင့်ရင်ဘယ်တော့မှကျွန်တော် quality ဝယ်မစောက်ကျွန်တော်ဒီ ဂိမ်းကိုဂိမ်းခွေနဲ့ဂိမ်းနဲ့ပတ်သက်ပြီးကျွန်တော်ဂိမ်းရဲ့ပြင်ပ DSC DSC တော့ကြာတခါလေးဝယ်ဆော့တယ်ဒါပေမဲ့ကျွန်တော်ခုန Micro Transition နဲ့ကျွန်တော်ဘယ်တော့မှထုတ်ဝယ်မဆော့ဘူးအဲ့ကျွန်တော်ရဲ့စီမင်းစီကံအဲ့တော့အဲ့လိုမျိုးလူတော်မှဟိုနကပြောဆိုကျွန်တော်ဟာငါးသက်လောက်ဝယ်လိုက်ရင်ငါဘယ်လောက်ဒေါ်လာနှစ်ချက်กว่าငါမူလေးတစ်ခေါက်စားကြတာမရှိဘူးအကုန်လုံးအားကစားကြရတယ်အခုနကဒါအောင်တော့ခုနကပြောဆိုဘယ်နဲ့ဆလော့တို့ငါပြစ်ဂိမ်းတော့မဟုတ်ဘူးเนาะဒါခုနကပြော you can the crash your game တော့အဲ့လောက်ဆွဲတယ်ဆိုရင်ဆလော့တို့ငါခုနကကိုယ့်ကိုပတ်စံပေးတဲ့ဂိမ်းဆိုကိုယ့်ကပူဆွဲမှာပဲဒါလုံးဝညင်းစရာမလူတဲ့ဒါကျွန်တော် scenario တစ်ခုပဲ တော့ခုနကပြောတာလက်ရှိမှာကျကျွန်တော်ကြွဲရင်းဆိုတဲ့မျိုးခုနကကျွန်တော်ဒါဖတ်နေတယ်ဒါကျွန်တော်မြူတီမီဒီယာဒါကျွန်တော်တူယောက်ျားပေးထားတဲ့ပတ်စံကိုဒါသူတုံးလိုက်တယ်လွတ်တွတ်လုပ်လိုက်တယ်ဒါတူယောက်ျားကသူ့ကိုတူယောက်ျားဒါပမမမမနဲ့ရှာထားတဲ့ပတ်စံတူယောက်ျားစိတ်ဆိုးတယ်သူ့ကိုဒါကျွန်တော် abuse လုပ်တယ်ဒီနေ့မှကျွန်တော် abuse လုပ်တာ blue form and anyway ကိုကျွန်တော်ဟိုလက်မခံဘူးဒါပေမဲ့ခုနကပြောလို့ပဲပြန်မိသားစုတစ်ခုလုံးရဲ့ပျော်ရွှင်မှုကအလောင်းစားထဲမှာပျောက်ဆုံးသွားတယ် ကျွန်တော်ဘဝမှာပေါ့နော်ကျွန်တော်ဒါဒိုင်ကိုင်နဲ့အဲ့လိုပြောဒိုင်ကိုင်လို့လည်းခင်ဗျားတို့ကျွန်တော်မြောက်ပေးတာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဘဝမှာဒိုင်ကိုင်နဲ့လူကလွင်အလောင်းစားနဲ့ပတ်တိုင်ဘူးမှမချမ်းသာပါဘူးကျွန်တော်ပတ်ဝန်းကျင်မှာခင်ဗျားတို့ပတ်ဝန်းကျင်မှာချမ်းသာရင်ချမ်းသာလိမ့်မယ်ကျွန်တော်ပတ်ဝန်းကျင်မှာမချမ်းသာဘူးကျွန်တော်အဖေအသည့်တွေဆိုတာကြောင့်အလောင်းစားလို့လို့ပတ်စံတောက်တောက်လဲရှုံပြီးအခုကျွန်တော်အဖေဆိုမှာပတ်စံလာချီးရတဲ့လူတွေကျွန်တော်ဒုနဲ့ဒီအများကြီးရှိတယ်အခုချိန်ဒီလာချီးတော့ ်နော်ပြီးတော့ကျွန်တော်ပြောကျွန်တော်တို့ဒီကျွန်တော်တက်ရရောက်လာတဲ့ချိန်မှာကျွန်တော်ရဲ့ဒါအမျိုးတွေရှိအမျိုးရင်းညောကျွန်တော်ရဲ့အမျိုးရင်းတွေရှိတယ်ကျွန်တော်ရဲ့ border အရင်းတွေရှိတယ်ဆက်လော့တို့ငါးပြက်ငါးပြက်ကအဖေဆော့နေလူတွေရှိတယ်သူအမေဆုံးသွားတဲ့ချိန်မှာအန်ချီကိုသိန်း3000နဲ့3500လားမသိအမွေပေးသွားတယ်အခုချိန်မှာကျွန်တော်ချိန်မှာပြဿနာပြန်လာချင်းနေတော့ခဗျာစဉ်းစားကြည့်ကျွန်တော်ဘယ်တော့သူ့အမေဆုံးတာအခုလက်ရှိကျွန်တော်တိလောက်ဆို6လတနည်းမပြည့်သေးဘူးဗျာဘာလို့ကျွန်တော်တိတယ်ကျွန်တော်ဟိုလောမှာကျွန်တော်ကိုယ်ကကုငွေထည့်ထားတာသူတို့ ဘီကိုညမောင်နှမ3ယောက်ကိုတို့အငွေခွဲလဲတယောက်မလောက်မရှာဘူးဆိုမှ1300လောက်ရတယ်ကုံသွားပြီဒါလို့ငါးပြစ်ကင်းစောလို့အဲ့တော့နောက်ခုလာပေါ့သူ့မှာမိန်းမတွေကလေးတွေရှိတယ်ကျွန်တော်ရေခုနပေါ့လို့အဲ့ဒီစလော့ငါးပြစ်အဲ့ဒါကြီးစောတယ်တရားအောင်ကျွန်တော်ဘယ်အဲ့ဒါခုနပေါ့လို့လဲကျွန်တော်ခုနဘောလုံးကသူများသူခုနပရီးမီးယားဒါခုနတချွတ်ကြတာဒါစလော့တို့ငါးပြစ်ကင်းလို့ပို့ဆိုးတာပဲလက်ရှိကျွန်တော်တို့ဒီဘောလုံးတွေကျွန်တော်ဒါဒီလိုမျိုးဒါစပော့အင်ဒပ်စထရီလို့ဘောလုံးမှာကျွန်တော်ပို့ပြီးအသေးရတယ် စလော့တော့၅ပြည့်ဂိမ်းလို့ဆော့ပြနေတဲ့လူကျွန်တော်ပုံပြီးအသေးရတယ်ခမဗျာလောက်တိကျွန်တော်ကြားတယ်တဲ့ဘာတခုမှမကောင်းလူတွေကို depression ပေးတယ်လူတွေကိုပဲအဲခါကျကျွန်တော် moral high ground ယူတာမဟုတ်ဘူးမဲတခါကျအဲ့ဒါမျိုးကျွန်တော်ပိုဆိုးတာလေတခါကျရင်အသက်မှာကိုယ့်ရဲ့ကိုဘာမှမဟုတ်တဲ့ slot 5ပြည့် gain ဆိုတဲ့ဥစ္စာတွေကိုနာမည်ကြီးဖို့အတွက်ဟို fan တန်းတစ်ခုကိုရန်တယ်သူတို့မေးကြည့်တော့ fan တွေကြောင့်ဘာမှသိတာမဟုတ်ဘူးဟိုလူရန်တိုက်ပြီဒီလူရန်တိုက်ပြီအဲ့လိုကောင်ဘူးရယ်တသက်ရှိနေတယ်ကျွန်တော်ပြောသေးလားသူတို့ရဲ့ခုန slot 5ပြည့် gain ဘာညာရောင်းရဖို့အတွက် ဒါသူတို့အနေနဲ့ခုနကပြောဆိုကိုလည်းအားပေးတဲ့တင်လည်းမဟုတ်ဘူးဘာမှမဆန်ဘူးဘောလုံးသမားတီးတာမှလက်လီ၃ယောက်လောက်တီးတာအမကျွန်တော်တို့လိုမျိုးဒါ professional မလုပ်နေတဲ့ကောင်အခုလက်ရှိမှာကျွန်တော် premier league အခုတန်းတက်တဲ့၃သင်းအဲ league ရတဲ့ကျွန်တော်သိပါတယ်တန်းတက်တဲ့၂သင်းလောက်ကလွှင်ကျွန်တော်၁၁ယောက်လုံးကျွန်တော်လွှင်ရတယ်ခင်ဗျာကျွန်တော်ပြောတာသိလားတချို့ကျတော့တူနာပေါ်တယ်ဒီအလောင်းစားကြညာဖို့ဆိုပြီးတီးတက်ဝင်လာတဲ့လူတွေရှိတယ်တချို့ကျတော့ခုနကအလောင်းစား ကိုကိုတိုကွာပေါ့ဟိုချွန်ချာရမှာကိုနဲ့ကောင်းကောင်းလုပ်နိုင်မယ့်လူတွေရှိကျွန်တော်နားလေပါဒါပေမဲ့အဲ့ဒီလူတွေတချို့ကျကျွန်တော်ပြောတယ်အခုကျွန်တော်ဘောလုံးတော့ပဲကျွန်တော်ချင်းရပါပါကျွန်တောတချို့ကျလာပြီးရှေ့ကျွန်တော်ရှင်းပြမှုမလို့ကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်တကားတိုင်းမလို့အခုကခမရောခမရောခမရောဟို ပြိတ္တကိုဘာချပြကြတယ်ခမရသဘောကျွန်တော်လာမပြောနဲ့ကျွန်တော်ပြောပြသားကျွန်တော်လည်းခမရနဲ့ဘာမှမဆိုကျွန်တော်ခမရလည်းဆရာလည်းမဟုတ်ပါကျွန်တော်ရှေ့ရလို့လို့စီနီယာလို့လည်းမသတ်မှတ်ဆရာလည်းမဟုတ်ကျွန်တော်ဘာကောင်းမှလည်းမဟုတ်ဘူးရှင်းရှင်းလေးအဲ့တော့ကျွန်တော်တို့ကရှင်းတယ်အခုလက်ရှိအလောင်းကစားနဲ့ပတ်သက်ရင်ကျွန်တော်ကျွန်တော်ဘောလုံးလောင်းတာဆိုကျွန်တော်ကိုယ်ရဲတစ်ခေါက်ပဲလောင်းမှာကျွန်တော်ပြောဘူးကတစ်ခေါက်ပဲလောင်းဘူးတဲ့လောင်းမှုဆိုရကျွန်တော်လုံးဝမရဘူးလို့အသွေးအကျွေးလာမှုသုံးသောင်းမြန်မာငွေသုံးသောင်းမှုကေပီရရတဲ့အချိန်မှာကျွန်တော်ညီလေးတယောက်ရအောင်လို့ငှောက်ဘူးလို့အဲ့တော့မှတ်မှတ်ရယူနိုက်တက်နဲ့အာအေဗာတန်နဲ့တောင်ဆန်တောင်ရှိတယ်တောင်ဆန်ရင်ဂိုးသွင်းပြီးဆူရီလို့အောင်ပွဲခံတယ်ပဲအဲ့ဘယ်တော့မှမဖြစ်ဘူးလက်ပွဲပဲကျွန်တော်လောင်းမှုတဲ့ တော့နှလုံးသွင်းလို့ဆိုရယ်သုံးလုံးလားမသိတုံးတစ်ခေါက်ပဲငင်းငယ်တော့ကလာမသိအိမ်မက်ရလို့ဆိုတစ်ခေါက်ထူပြီးအဲ့တစ်ခေါက်လည်းပေါက်တယ်ဗျာအီရတယ်သိလားအဲ့ဒါကြောင့်မစွဲရလဲမပြောနဲ့ပေါက်တယ်ဗျာအဲ့တော့လောက်စားနဲ့ပတ်သက်ကျွန်တော်ဝေးနေတယ်အဝေးနေတယ်ဘွားမရောင်းနာပေါ်တယ်ကိုယ့်ရဲ့ဟိုကရီယာနဲ့ပတ်သက်ပြီးအဲ့တော့ပေါ်လို့ gambling တော့လုပ်ရလုပ်မယ်ဒါခုနကပေါ် gambling ဆိုခုနကပေါ်ကိုယ့်ရဲ့ဟိုအလုံးနဲ့ပတ်သက်ပြီးတော့ဟိုဆုပ်ပြတ်ချက်တွေမှာတော့ဒါကျွန်တော်တို့အလောင်းစားပုံစံမလို့ဒါပေမဲ့မွေးနဲ့ပတ်သက်တဲ့အလောင်းစားပြတော့မလုပ်ဘူး ။ဒါခင်ဗျားတို့လည်းမလုဆွေခြင်းဘူးကျွန်တော်ကဘာလို့လဲ။ဟိုဟုတ်တယ်ခုနကတချို့အပြော်ပါညာအဲ့သဘောအပြော်ခင်ဗျားခင်ဗျားထိန်းနိုင်ကိစ္စမရှိဘူး။ဟိုကျွန်တော်အတိတွေပါတချို့ရှိတယ်ခုနကဘာလို့လဲမောင်းတပေါင်းမူတလားဟိုတပတ်ကိုတပေါင်းမူလေ။ညတပတ်တပေါင်းမူခင်ဗျားငတ်မတော်ဘူးလို့ချာကိစ္စမရှိဘူး။သဘောအဲ့တိုင်းမခုနကဘာလို့လဲကိုမိသားစုထိခိုက်မဲ့လို့ကိုယ့်ရဲ့စာဝတ်နေထိခိုက်မဲ့လို့ခင်ဗျားတို့ကျွန်တော်အာမပေးဘူး။မလုလဲမလုဆွေခြင်းဘူး။ဘာ addiction က real ခုနကကိုတိုင်လဲခုနကဒီလိုမျိုးတာမန်ဘာမှမဟုတ်တဲ့ candy crush လို့ game မျိုးတောင်မှလုံမတာတို့တစ်ချိန်လုံးဆော့ခြင်းနဲ့စိတ်ဖြစ်နေတာ ဒါကြီးဆိုရင်ပူဆိုးမှာကိုပတ်စံပေးတယ်ကိုကိုစီကပတ်စံနှုတ်သွမ်းဆိုဒါကြီးကယူနေမှာဗျာသိလားအဲ့တော့ဂူးဆိုင်ပြဟေးလူတို့ရေဒါကြီးကအခြေအနေကောင်းတယ်မပြောကိုပတ်စံကိုဘလူးရှာခင်ဗျားတို့သိဆုံးကျွန်တော်ဗီဒီယိုကြည့်နေလူတရားမှာ69ယောက်ကပတ်စံကိုနှစ်ဖူးကချေမကြောင်ရှာနေရတဲ့လူတွေကြီးပဲခင်ဗျားလီလိုင်းဘွာလူတွေကြီးကနေခင်ဗျားပတ်စံသူများတွေကိုရှက်ရှက်မပေးနေကျွန်တော်ပြောရသေးလား ကျွန်တော်ပြောတာကိုယ်ပတ်ဆက်တော့တန်မှုရှိတယ်ကိုယ်ပတ်ဆက်မရှိတယ်ကျွန်တော်ပြောတာသမင်းစားပလိုက်ဘိုက်ပြေတယ်ဒါမှကိုယ့်ရဲ့မိသားစုနဲ့အဲ့ပတ်ဆက်ကိုဖြုံးလိုက်ကိုယ်သားသမီးကိုယူကလစ်ကောင်းဝယ်ပေးလိုက်သူကိုယ်သားသမီးရဲ့ပြုံးနေတယ်ပြောဘာနဲ့မှတန်မှုမထက်တော့ကျွန်တော်ပြောတာသိလားခါရိုက်ပါခုနကကျွန်တော်လည်းအဲ့ဒါကြီးဆရာကြီးတွေမျိုးကျွန်တော်လည်းဆရာကြီးမဟုတ်ဘူးကျွန်တော်မကျွန်တော်ပတ်ဝန်ကျွန်တော်ဒီအသက်ရွယ်မှာတော့ကျွန်တော်ပတ်ဝန်မှာတော့ပျက်စီးရမှာခင်ဗျားတို့ကျွန်တော်တက်ကြီးရယ်ဆိုရင်ဘေးနာပုံဘယ်လောက်တိအလောင်းစားကြောင်ဆုတ်ပြတ်တယ်အခုလိုမျိုးခက်ကျိုးမှာပူဆိုးတယ်ဘယ် government ဘယ်အစိုးရကမှလာပြီးဟာဒီအရေးမကောင်းဘူးဖောက်ကောဆိုပြောဦးကျွန်တော်ပြောရသေးလား အခုလည်းကြီးမှာကျွန်တော်ဟိုနေရဖတ်လိုက်သေးတယ်ထိုင်းမှာတော့မှဒါကျွန်တော်တို့ဘောလုံးပွဲပြနေနေဟိုအေးပေါ့အလောင်းစားကြညာလို့ဆိုပြီးအဲ့ဘယ်တော့16ရောက်လားမသိဘူးကျွန်တော်ဖမ်းသွားရတယ်ဆိုလားမသိဘူးဟိုဆလော့နဲ့ငါးပြက်ဂိမ်းကို promote လုပ်ပေးလို့ပေါ့နော်အဲ့တော့ဆလော့နဲ့ငါးပြက်ဂိမ်းကို promote လုပ်ပေးပြီးဒါကျွန်တော် live လေးပြနေနေတော့ကြောင့်မဒါကျွန်တော်တို့ဖမ်းသွားရတယ်ပေါ့16ရောက်လားမသိဘူးဆိုတော့ကျွန်တော်တို့ဖတ်ထိုင်းမှာလားမသိဘူးကျွန်တော်ဖတ်လိုက်ရသေးတယ်အဲ့တော့ပြောချင်တာကဟိုကူးဆိုင်ပြားဟိလူပဲဘောလာဘောတပဲကိုလည်းနိုင်ငံနိုင်ငံသားမှနေရပူဆူခင်ဗျနိုင်ငံသားမှနေခင်ဗျအလုပ်လို့ဘလောက်ခက်ခဲတယ်မကျွန်တော်တရက်တရက်တွေ့ရင်ကျွန်တော်စကားကြီးပြောရင်သိတာတယ် ယုတ်တောင်မှပျော်တဲ့ယုတ်ရှိမရှိဘူးမှာပဲဒီမှာနေရတာပျော်လုံးလုံးနေတဲ့ကောင်တောင်မှမရှိဘူးအိမ်ကိုပတ်စံပို့ခြင်းတဲ့ကောင်နဲ့အခုနပြောလို့ပဲကိုပင်မန်းတာနဲ့တန်အောင်အဲ့ပတ်စံစုဒါမှမဟုတ်တော့အဲ့ခုနပြောလို့ပဲအဲ့အလောင်းဆိုင်နဲ့ပတ်သက်ပြီးခမစိတ်ညစ်မခံရတယ်ဘရာခုနအပြောခုနကကိုယ့်အကိုထိန်းနိုင်နေဆိုတော့ခမတို့တဘောခုနကိုချစ်တဲ့အသင်းခုနပဲလက်ရှိမှာ United United ပြတော့ငါခုနကငါ United ဘက်ကံမယ် United နဲ့ပတ်သက်လုံမယ်ဒါတဘောခမတို့တခါတဘောကိုယ့်အကိုထိန်းနိုင်နေဆိုတော့ဒါပေမဲ့ပုံဝင်းကြီးကိုထိခိုင်းမဲ့ဥစ္စာကြီးကိုခမတို့ကျွန်တော်မလုပ်စေချင်ဘူးဒါပေမဲ့လင်းပြောတာ ကျွန်တော်ဗီဒီယိုကနေတထောင်တနေရကျွန်တော်ကုညီပိုင်ခွင့်ရမယ်ဆိုတော့ဒါ very good ဟိုကျွန်တော်လက်ရှိမပိုဆိုးတာပေါ့နော်လက်ရှိမှာဆလော့တို့ငါးပစ်ကင်းတို့ကျွန်တော်ဒါ Las Vegas တို့ Macau တို့လို့ထိန်းချောင်းထားတဲ့ဘယ်သူမှဒါ regulation လည်းမသိသူတို့ပေးခြင်းနဲ့ percentage တွေခင်ဗျားတို့ပေးနေတာပထမဆုံးဟိုမှာ100% win rate ပေးရင်ပေးလိုက်မယ်အေးအဲ့ဒီ percentage ကိုလောက်ကနေ like ကြည့်နေတဲ့အစိုးရလည်းမရှိဘူးအဲ့ဒီဥစ္စာတွေအကုန်လုံးကသူတို့လက်ထဲမှာပဲရှိနေတာ ။စိုးရဲလူကလည်းနည်းနည်းလေးပုံနိုင်တဲ့ဥစ္စာကြီးရွှေ့ရွှေ့သွားတယ်။အဲ့နည်းနည်းလေးပုံနိုင်တယ်ဆိုတာတကယ်နဲ့ allowance regulation ကျွန်တော်ဖတ်ဘူးရ Las Vegas မှာဆိုခါ59လာမသိ59ရာခိုင်နှုန်းကဒါကျွန်တော်တို့ကစားသမားဘက်မှာရှိရမယ်58ရာခိုင်နှုန်းက casino ဘက်မှာရှိရမယ်ဆိုတဲ့ပုံစံမျိုးသွားတယ်။ကျွန်တော်ပြောတော့ပေါ့လေအဲ့တော့လက်ရှိဒီလိုပုံစံမျိုးဆိုရင်ဘယ်လိုမျိုးသွားလဲဆိုတော့ခမပြောစရာအောင်မလိုဘူးအဲ့တော့မြန်မာပြည်မှာ50ကိုကျွန်တော်ခောက်ဖတ်ဘူးတဲ့အဲ့မှာ software engineer မျိုးလက်ရှိ software လူကို percentage ကို10%ထောင်10%ခိုင်နှုန်းတော့ပြည့်အောင်မပေးထားဘူးတဲ့ ဲ့တော့ဘယ်သားနိုင်မလဲ။ဟိုနောက်ပထမဆုံးဆော့ရတဲ့ချိန်မှာတရားကောင်တို့ကနှစ်ခေါက်သုံးခေါက်ဟာလူကမန်တက်သွားပြီ။ပြီးလဲပြီးတော့ရှုံးရင်းလိုင်းနိုင်တဲ့ကုံသွားတာပဲ။အဲ့တော့ခင်ဗျားတို့ကျွန်တော်ကျွန်မလည်းပြောချစ်တယ်ဗျာဒီလား။ခင်ဗျားတို့တကယ်ချစ်တယ်။ဘာလို့တော့ကိုအခုလိုချိန်မှာပတ်စံရှာတာအားခတ်တဲ့ခကြီးမှာတအားချာခတ်တဲ့ခကြီးမှာကိုပစံကျွန်မပေါက်ရမတုံးနဲ့ကျွန်တော်အဲ့လိုမဖြစ်စေချင်ဘူး။အဲ့လောက်ပဲ။ဘလုံးဘရကိုကြည့်ရှုနေတဲ့ဆိုရင်တော့ youth sport media 3.0နဲ့ DB40 တို့မှာကြည့်လို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာ ပြမြနေရဖြစ်ပါတယ်အားလုံးမကြည့်ဒီမှာလေကောင်းမွန်တော့နေနေပါစုမငေါတောင်းပေးနေပဲကျွန်တော်တို့နောက်မှအေးအေးစီတွေ့ကြရပေါ့အားလုံးမကြည့်ဒီမှာလေကောင်းမွန်တော့နေနေဖြစ်ပါစုမငေါတောင်းပေးနေပဲမြန်မာကလစ်ပြကြောင်းရမြန်မာကလစ်မှာမြန်မာနေရဖြစ်ပါတယ်ဒေးပါဗျာ